တစ်တွေ second drive တစ်တွေနဲ့တွားတာအဲ့ပုံစံတွေနဲ့အဲ့ပုံစံတွေနဲ့တွားရတဲ့အပိုင်းအဲ့တော့ solution တွားမယ် range ဆိုတော့ဆရာမဗာမေးတယ်လဲဆိုတော့ range ဆိုတာဒီ output တန်ဖိုးပမာဏ wind တန်ဖိုးကိုမေးတာလို့အမိမြင်လို့ရတယ်ဒီ function ကြီးဒီ wind ဘလောက်သူ့ရဲ့ကန့်သက်ချက်ကဘလောက်အတွင်းရှိမလဲ range ကဘလောက်က limit ပေါ့တနည်းအားဖြင့် limit ပေါ့ wind ရဲ့အစုကိုမေးလိုက်တာ y is equal to ဘလောက်ဘလောက်ဆိုပြီးတော့အဲ့အစုကိုမေးလိုက်တာပေါ့ဟုတ်ပြီ ဲ့တော့အရင်ဆုံးဆရာမတို့က F8 အဲ့တော့အစိုးကိုမေးလိုက်တဲ့ဟာဒါ chapter 9 differentiate အခန်း first derivative second derivative ကနေတွားပြီးတော့ဆရာမတို့က first derivative test second derivative test ကနေစစ်လိုက်ရင်ဆရာမတို့ဒီ minimum value တို့ minimum values တို့ဒါတွေကိုဆရာမတို့ရတယ်လေနော် less than 0ဆိုရင်ဘာဖြစ်တယ်နော် f double prime တန်ဖိုးက less than 0ဆိုရင်အဲ့ဒါ မက်ဆီမန်လာမိနေမှာလား F double prime or greater than 0ဆိုရင် minimal လားမက်ဆီမန်လားဘာအမှတ်လဲ greater than က minimal less than က maximum နော်အဲ less than က maximum greater than က minimal အဲ့တော့ဒီမှာထွက်လာတဲ့တန်ဖိုးက maximum point ဆိုရင်ဆရာမတို့ရဲ့ဒီ limit ဒီ မန်စီမန်အနေနဲ့ထွက်လာတယ်ဆိုရင်သူ့ထက်မကြီးတော့သူ့အောက်ပဲငဲမှာအဲဆိုရင် y less than equal ရဲ့ဘလောက်ပေါ့တကယ်လို့ထွက်လာတဲ့တန်ဖိုးက minimum ဆိုရင် तू ကအနေငယ်ဆုံးတန်ဖိုးဆိုတော့သူ့ထက်ကြီးမှာ y greater than equal ဘလောက်ပေါ့ maximum ထွက်လာရင် less than နဲ့ရေးတယ် minimum ထွက်လာရင် greater than ရေးတယ်ဘာလို့လဲဒါသူ့သဘောတရားက maximum လို့ပြောပြီးအဲ့အမှတ်ဒီ maximum မှတ်ဆိုရင်အဲ့ဒီအဲ့ဒီအောက်ပဲငယ်တော့မှာအဲ့ကြံတဲ့ y နေအကုန်လုံးကအဲ့ဒီလိုသဘောတရားသွားမှာနော်အဲ့တော့ ဲ့တော့သူသတ်မှတ်ထားတဲ့ point လေး critical point လေးကနေဆက်ပြီးတော့ပဲရှာပေးရမယ်အုပ်စုပေါ့နော်အဲ second drop ဒီ differentiation application of differentiation အခန်းလေးက second derivation test ရဟာတယ်ပဲကဲပါပဲပေါ့နော်အဲ့တော့အရင်ဆုံးဒီမှာသူပေးထားတဲ့ function လေးကဒါ cuff လေးအဲကြောင့်မေးခွန်း equation လို့မသုံးမနဲ့ cuff ဆိုပြီးတော့သုံးထားတာဖတ်စာအုပ်ထဲမှာမထည့်လဲရတယ်ကိစ္စမရှိဘူး f x equal to ln x minus x သူ့ကိုတခါအရင်ရှိပ်ပါမယ် differentiate လုပ်မယ် a prior x equal to ln x ကိုရှိပ်မယ် 1 over x ဟုတ်ပြီ x ကိုရှိမ့်မယ်1ချက်ဆိုင်ရဲ့အရင်းရဲ့ဆိုင်ရဲ့အဲဟလာအစနေ second 1 over x ကိုရှိတော့ x က power အပေါ်တင်လိုက်တော့ negative 1 power ရှိချတော့ minus တခုလျှော့တော့ x over x to the power minus 2အဲ့တော့အောက်ကိုပြန်ပို့လိုက်တော့ -1 over a square 1 the constant constant ကို shift differentiate လုပ်တော့0ဆိုတော့ရေးစရာမလိုတော့အဲ့တော့ for critical point အတွက်ဆရာမတို့ကဘာလုပ်ရမှာလဲဆိုရင် a prime of x ကို0နဲ့ပေးညီရမယ်အဲ့တော့1 over x minus 1 equal 0အဲ့တော့အဖြေရဘယ်လိုရမလဲဆိုတော့ x တန်ဖို့ဘယ်လိုဆက်ရမလဲဆိုတော့1 over x is equal to 1ဖြစ်တဲ့ကြောင့် x is equal to 1ပေါ့ဟုတ်အဲ့ဒီရပြီနော် critical point ရသွားပြီ အဲ့ဒီ h တန်ဖိုးတစ်ခုကြီးတော့ထွက်လာတဲ့တန်ဖိုးလေးကိုဆရာမတို့ကတွင်းကြည့်မယ်အဲ့တော့ add x is equal to 1မှာနော် x is equal to 1တန်ဖိုးမှာ f of 1ကိုရှာမယ် f of 1 equal to y ကိုရှာလိုက်တဲ့တန်ဖိုး y ကိုဘာလို့ရှာနေတာလဲဆိုတော့ y ဒီလိုချင်တဲ့ range မို့လို့အဲ့တော့သွားသွင်းတဲ့ f of 1မူရင်း function မှာသွားသွင်းတယ် ln 1 minus 1 equal ln 1က ဘယ်လောက်ရမယ်ထင်လဲ0เนาะမေ့သွားရင်တော့နှိပ်ပေါ့ကယ်ကူလေတာနှိပ်ပေါ့အဲ့တော့အဖြေကဘယ်လောက်ရလဲဆိုတော့ -1 -1 ရပြီเนาะ L1 ဒီ -1 ရပြီအဲ့တော့ဟုတ်ပြီအဲ့တော့ဆရာမဒီဒါဒါကဒါက rate ရှာဖို့အတွက်ကို limit limit ရှာလိုက်တဲ့သဘော f1 limit ရှာလိုက်တဲ့သဘောအဲ့တော့အဲ့ဒါကိုဆရာမက ီအမှတ်ဒီဒီ critical point ထွက်လာတဲ့ ACC equal to 1ဆိုတဲ့ critical point မှာထွက်လာတဲ့အမှတ်ဒီ second derivative test ထဲမှာ twin line လို့ less than ရမလား greater than ဖြစ်မလား zero ဖြစ်မလား less than zero ဖြစ်မလားဆိုတော့ကိုတိမ maximum value လား minimum value လားတိမဟုတ်တယ်ဟုတ်နော်အဲဒါကြောင့်မို့လို့မလုပ်ရမလဲအဲ့ဒီတန်ဖိုးကိုအဲ့ဒီ critical point တန်ဖိုးကို double prime နဲ့မှသွားသွင်းမယ်အဲသွင်းမယ် f double prime of 1 critical point တံပိုးကိုအတွင်းတာနော် equal to နော်အမှာစာလေးရေးမယ်ဆိုရင် at critical point x equal to 1မှာဒါမှမဟုတ်ရင် at x equal to 1မှာ f double prime equal to 1တော့တွင်းတယ်တွင်းလိုက်တော့ minus 1 divided by 1 square မို့လို့ answer ဒီ minus 1 minus 1ဒီ less than 0ဖြစ်တယ်ဒါကြောင့်အဲ့ဒီ point ဒီအဲ့ဒီ point ဆိုတော့သူကစာကို critical point လို့ရေးတာနေရေးခြင်းလဲရတယ်ရေးလဲရတယ် အစ်စတန်ဘူက1ဝိုင်တန်ဘူကဆနာသမီးရှာထားတဲ့ -1 ဒီ is ဖြစ်ပါတယ် a maximum ဘွတ်ဖြစ်သွားပြီဘာလို့လဲ less than 0ထွက်သွားလို့ဒါကြောင့်သမီးရေးခြင်းနဲ့ range ကသမီးလိုခြင်းနဲ့ range ကရသွားပြီ range က of ဘာတူရလဲ f or a အဲ့ဒီ function ရဲ့ range ဒီ is ဖြစ်ပါတယ်အစုလေးနဲ့ရေးရမယ်เนาะဒါကြောင့်တုံ့ဝင်လေးစလိုက်တယ် the set of y is to ဒါမှမဟုတ်ရင် y such that ကြိုက်တယ်လို့ရေးရတယ် ဝိုင်းသည်ဒါကမက်ဆီမန်အမှတ်ဝိုင်းတန်ဖို့ဒါမက်ဆီမန်လို့ပြောတဲ့အတွက်ကြောင့်မလို့သူ့အောင်ငဲမယ်ညီမယ်ဒါပဲအဖေက greater than နဲ့ထွက်လာရင်အဖေက greater than 0နဲ့ထွက်လာရင်ဆရာမတို့ကအိုက်တန်ဖို့ဒီ minimum point ဖြစ်သွားတဲ့အကြောင်းမလို့သူ့ထက်ကြီးမယ် range ရတဲ့အခါမှာဒါလေးပဲเนาะအဲ့တော့ဒီအခါမှာဒီဒီလိုမျိုး function ရောနေတဲ့ပုံစံသည် เนาะ ln x တခုတည်းမဟုတ်ဘူး ln x minus x ဒါက differentiate အခန်းဖြစ်တဲ့ application of differentiation အခန်းဖြစ်တဲ့ chapter 9ပုံစံနဲ့ဆက်ဆက်တဲ့အခန်းမှာမှားပြီးတော့တွားပြီးတော့ဒီအရှိရဟို range လို့ domain လို့မေးတဲ့ chapter 8ဒီ9နေ7အနေနဲ့တွားပြီးတော့ရောလို့မရအောင်เนาะအဲ့ဒါနေနဲ့စဉ်းစားစဉ်းစားလေးမိုးလင်းသွားမှဒါတွက်လို့မရအောင်သိကြနေရเนาะပြီးရင်နောက်ဒီအချိန်မှာလဲအဲ့ဒီအခန်းမှာရောက်တဲ့အခါမှာလဲသူကမေးခွန်းကအဲ့ဒီ ဒီ chapter 9ပုံစံထဲမှာဝင်တဲ့မိကုန်းမှာမိမှာဒီလိုပုံစံကိုသုံးမှတ်တမ်းအနေနဲ့မိပါတယ်နော်အဲ့တော့ဆရာမကသမီးကိုအဲ့ဒါလေးကိုအဲ့ဒီပုံစံလေးကိုပေါ့နော်မိကုန်းလေးနည်းနည်းလေးပြောင်းလိုက်မယ်နော်ပုံစံလေးအဲသူ့ရဲ့ဒီ LN X LN X- ဘယ်လောက်လဲ X LN X- X ကိုဆရာမဒီလိုလေးချိန်လိုက်မယ်သမီးတွက်ကြည့်ကြည့်ဒါလေးကိုနားလဲပြီဆိုရင်သမီးတွက်လို့ရတယ်နော်အဲ့ဒါလေးကို extra ပေါ့အိုး question ထဲမှာတပုတ်ပါဘူးတယ် အဲဥက္ကရှင်ထဲမှာပါတာလား sample question ထဲမှာပါတာလားเนาะ function မေးခွန်းက find the range of range of GOAs เนาะ FOAs SR GOAs လို့ဆင်မပြင်ပေးလိုက်တယ် x minus ln x ဖြစ်သွားပြီတက်ဒီပါရမလားလို့เนาะအဲ့တော့မေးခွန်းလေးက ဒီတစ်ခါဆရာမက function ကိုဒီလိုပြောင်းမယ်နော် find the range of f of x equal to find the range of ဆရာမရေးနေတာမြင်လားစာရလားမြင်ရတယ်နော်ဟုတ်ပြီ f of x equal to x e power 2x အဲဒီလိုလေးနော်ပေးထားတယ်အဲ့တော့ဒါလေးကိုတွက်ခိုင်းမယ်ပေါ့နော်ဒါဆန္ဒနဲ့ပုံစံတူပဲနော်ပုံစံတူပဲအဲ့တော့ solution က ဆမ function ပြန်ကူးလိုက်တယ် f(x) x e to the power 2x အရင်ဆုံးတစ်ခါရှိမ့်မယ် f x x e to မြောက်ထားတယ်သမီးမြောက်ထားတော့ဘာနဲ့သွားမလဲရှေ့ထားနောက်ရှိမ့်နဲ့သွားမယ် x ကိုထားတယ် e power 2x ကိုရှိမ့်ပြရှိမ့်တော့ e power 2x 2x ကိုပြန်ရှိမ့်တော့2 plus နောက်ကိုထားတော့ e power 2x 100x ကိုရှိမ့်တော့1အဲ့ဒီရလားဟုတ်ပြီ အဲ့တော့သမီးဘသူတူလဲဆိုဣဘာဝ 2x ဘုံတူတယ်ဆရာမသူ့လေးကိုဘုံထုတ်လိုက်တယ်ရှေ့မှာဘာကြံလဲဆိုတော့ 2x ကြံတယ်နောက်မှာဘာကြံလဲဆို1ကြံတယ်ဟုတ်နောက်တစ်ခါ second time ရှေ့မယ် different ရှေ့လုပ်မယ်အဲ့ဒီအဖြေကိုတစ်ခါထပ်ရှေ့မယ်သမီးသမီးရှေ့ပြပါအောင်ဒီတစ်ခါဣဘာဝ 2x ကိုထားလိုက်ပြီဘာရမလဲဣဘာဝ 2x ဟုတ်ပြီ plus 2 2h+1 ကိုထားမယ်။ရှေ့ရဟောင်းရှိမ့်မယ်။ဟုတ်ပြီ။ ipawa 2h into 2ပဲ။အဲ့တော့ဆက်သွားမယ်။ဒီတစ်ခါကအဲဒီမှာလဲကျွန်မ ipawa 2h လေးကိုအရင်ပုံထုပ်ကြည့်လိုက်မယ်။နော်ပုံထုပ်လိုက်မယ်။ပုံထုပ်လိုက်တော့ဒီအရှိမ2ဒီအနောက်မှာက 2h+1 ပြီးသွားရင် 2h+1 နဲ့2နဲ့မြှောက်ပေးရမှာ။ဟုတ်တယ်နော်။ အဲမြောက်ပေးရမှာ 2s+1 နဲ့2နဲ့မြောက်ပေးရမှာအဲ့တော့မထူးပါဘူးတခါတည်း 2e+2s ထုတ်လိုက်ရင်မကောင်းလားအဲ့ဒါပိုးမရှင်းဘူးလား 2e+2s ရှေ့မှာလဲပါတယ်နောက်မှာလဲပါတယ်ရှေ့မှာဘာမှမရှိတော့1နောက်မှာက 2s+1 ပဲကျမ်းမယ်เนาะအဲ့ဆိုဘယ်လိုဆက်ရမလဲ 2e+2s ပြီးတော့ဒီဘက်မှာက 2h နဲ့ 2h 2နော်ဒီလိုဖြစ်မယ်ဟာလာအတန်လာအဲလိုင်းလိုင်းမြန်နော်အဲအဲ့အဲ့ဒါရော အဲ့ဒါကိုထက်ထက်ရှင်းဆိုရင်ဝင်းမြောက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 ်တာပဲဖြစ်နေမှာဆိုတော့မရှင်းနေတော့ဘူးပေါ့နော်မရှင်းနေတော့ဘူးဒီတိုင်းပဲအဲထားခဲ့လိုက်တော့မယ်အဲအဲ့ဒါကိုထက်ရှင်းဆိုဒီလိုရှင်းလို့ရသေးတယ်တမီးရဲ့ဘာလဲဆိုရင်ဒီမှာ 2x 2ဆိုတော့2ကိုတစ်ခါထပ်ပုံထုတ်လို့ရတယ်ထပ်ပုံထုတ်ရင်ဒီအရှိက2ဟာနှစ်နဲ့လေးဆိုပြီး4ဖြစ်သွားမယ်ဒါကထပ်ပုံထုတ်လိုက်ရင်နော်အဲထုတ်ထုတ်ခဲ့လိုက်မယ်ဆိုရင်အဲဘုံမှာထပ်ထုတ်ထပ်ထပ်ပြီးအရှင်းဆုံးရှင်းမယ်ဆိုရင်ရတယ်အဲ့တော့4 e power 2x ဒါလေးက x 1လေးဖြစ်သွားမယ် အဲ့ဒါကိုဆရာမတို့ critical point ရှာရမယ် critical point ရှာဖို့ရအတွက် for critical point အတွက် a prime or ace ကို0နဲ့ပေးညီမယ် e power 2 ace 2 ace plus 1 equal to 0ဒီ e to the power 2 ace က၃ညနဲ့မညီဘူးမညီတော့ तू ကဒီမှာမြောက်ထားတာမြောက်ထားတာကိုညီမချင်းဟိုဘက်ကိုသွားပို့လိုက်ရင်စားတယ်ဆိုတော့ 2ace + 1ဒီ0ပဲဖြစ်မှာပါ 0ဘာနဲ့စာစာ0ပဲရမှာဘူးနော်သူက e to the power 2x က3ညနဲ့မညီလို့ပို့လို့ရတာ e to the power 2x က3ညနဲ့ညီရင်ပို့လို့မရဘူးဘာလို့လဲဆိုရင်3ညနဲ့ညီတယ်ဆိုရင်တွားပြီးတော့စားလိုက်တဲ့အခါမှာ undefined ဖြစ်သွားမှာအဲ့ဆိုရင်တော့တွားရွှေ့လို့မရဘူးနော်ဒီမှာ e power 2x ကဆရာမတို့တွက်တဲ့ e power 2x တိအဲ e to the power ဒီအပေါင်းပဲဖြစ်ဖြစ်အနှုတ်ပဲဖြစ်ဖြစ်တန်ဖိုးရှိတယ်။၃ညနဲ့မညီတဲ့တန်ဖိုးရှိတယ်။ဒါကြောင့်မို့လို့ရွှေ့လို့ရတာ ရွှေ့လိုက်တော့ 2h plus 1ဒီ0နဲ့သွားပြီးတော့ညီးတယ်။ဒါကြောင့် ax is equal to negative 1 over 2ရပြီ။အဲ့တော့ဆရာမအဲ့ဒီတန်ဖိုးလေးကိုမလုပ်မလဲ။ဟို y တန်ဖိုးရှာမယ်။တွင်းရအောင်အစားသွင်းမယ်။ဘယ်မှာတွင်းမှာလဲ f of negative 1 over 2 equal to x ညမှာ negative 1 over 2 e power 2 h ညာမှာ negative 1 over 2တွင်းလိုက်တယ် equal to 2နဲ့2နဲ့ဂျေးမယ် e to the power negative 1အရှိမှာပါရှိလဲ negative 1 over 2ဟုတ်အဲ့တော့အဖြေက e to the power negative ကို negative power ကြီးမလို့ကျွန်တော်ဆက်မအောက်ကိုပြန်ရွှေ့လိုက်မယ်အဲ့တော့ answer လေးက minus negative 1 over 2 e ရလားနော်ရရနော်အဲဟုတ်ပြီအဲ့တော့ဒါဒါဒါကိုဆက်ရှင်းဆိုရင် e to e ဆိုတဲ့ကိန်းတန်ဖိုးကကောက်လိုက်တာနဲ့ရင်တော့တန်ဖိုးတွေရှိတော့အဖြေတော့ထွက်လာမှာဒါပေမဲ့တိကျတဲ့အဖြေမဟုတ်ဘဲဓသမနဲ့ထွက်လာမှာဆိုတော့မရင်းနေတော့ e ကို e တိုင်းလေးပဲထားခဲ့မယ်နော်အဲအဲ့တော့ဆင်မအဲ့ဒါပြီးသွားတော့ second derivative test မှာသွားဆင်မယ်အဲ့တော့ at x is equal to ဆနော်ကဆင်မရှာထားခဲ့တဲ့ negative 1 over 2မှာ f double prime of negative 1 over 2 equal to ထည့်ရအောင်4 4ပဲ e power 2 x နေရာမှာ negative 1 over 2ပြီးရင်ဒီမှာ x နေရာမှာ negative 1 over 2 plus 1သူ့ကိုဆက်ရှင်းမယ်4ဒါလေးကိုရှင်းမယ်တူနဲ့တူနဲ့ပါဖြစ်သွားမှာကျေသွားမယ်နော်တူနဲ့တူနဲ့ကျေသွားတော့ e to the power negative 1 minus 1 e power minus 1ဟုတ်ပြီ e power minus 1ဒီဘက်မှာဘာတူရှိသေးလဲဒီဘက်မှာဒီနှစ်ခုရှင်းတာကအပေါင်းနဲ့1 over 2ဟုတ်ဟုတ်ပါပြီအဲအဲ့တော့ဘလို့ဖြစ်သွားလဲဖြေရဆက်ဆက်ပြီးတော့ရှင်းလိုက် 2/e ဖြစ်အေးနော်ဘာလို့လဲဒီမှာအကုန်မြောက်ထားတာဆိုတာခြေလို့ရတယ်လေနှစ်တက်လေးနှစ်နှစ်တက်လေးနှစ်နှစ်တက်လေးလေးဆိုတော့ e e to the power negative power ကိုလည်းအောက်ကိုပြန်ရွှေ့လိုက်လို့ရှိရင်ဟာဒါလေးက e ဆိုတဲ့တန်ဖိုးလေးကလည်းအပေါင်းပဲလေအပေါင်းကိန်းပဲတမိ calculator နှိပ်လိုက်ရင်အထွက်လာပြီအပေါင်းလက္ခဏာပဲအဲ့တော့အပေါင်းထွက်တယ်ဆိုတော့ greater than 0ဒါကြောင့်တမီးရဲ့ x တန်ဖိုးကဘယ်လောက်ပါလဲဆိုတော့ဆရာမတို့ရှာတာ minus negative 1 over 2 y တန်ဖိုးကဆရာမတို့ရှာတာ negative 1 over 2 e သည် is a ဘာပွိုင်းဖြစ်သွားပြီလဲ ောက်ပြီ SA minimum point ဒါဆိုသမီးလိုချင်တဲ့ range လေးရေးလို့ရသွားပြီရေးပေးပါဦး range of avoid ကဘယ်လောက်ရမလဲပြောကြည့်ပါဦးဟုတ်ကဲ့။ဟုတ်။ minimum point လေးသမီး။ तू ကအငယ်ဆုံး။ तू တက်ပဲကြီးမှာလေ။ อืมငါမမရင်းနဲ့နော် greater than equal ဘယ်လောက်ရေးမလဲ x တန်ဖို့ရေးမလား y တန်ဖို့ရေးမလား minus 1 over 2ကိုရေးမလား minus 1 over 2 e ကိုရေးရေးမလား minus 1 over 2 e နော်အဲပြီးရင်ဒီလိုပိတ်မယ်ရလားအေး သမီးအဲ့လိုကြတော့ဆရာမတို့ critical point ရှာတဲ့အခါမှာအပေါ်မှာဒီမှာ e to the power 2x e to the power 2x 2x 1ဒီလိုနှစ်ခုတွဲဒီမှာလဲ x ပါတယ်လေဒီမှာလဲ x ပါတယ်အဲ့တော့သူ့ကိုဒါကိုဒီဘက်ကိုသွားပြီးတော့စားလိုက်ရင်တုံညပဲတုံညနဲ့မညီဘူးဆိုတော့တုံညကိုအောက်ကသွားစားတော့တုံညပဲဖြစ်သွားတယ်ဆိုတော့ဒါကိုမတွက်တလို့ဖြစ်သွားတော့တကယ်နဲ့ critical ဒီမှာထွက်လာတဲ့ point က ax is equal to 0ရောမပါလာဘူးလားပေါ့ဒါမျိုးလေ e power 2x is equal to 0ဆိုပြီးတော့မရှိဘူးလားပေါ့ အဲ့အတွက်ကောထက်မစင်စားဘူးလားတကယ်တမ်းပုံမှန်အတိုင်းစင်စားရင်လေဟုတ်ဒီလားဆရာမတို့စင်စားရင် a a -1 0ဆိုဆရာမတို့ကဒီ x ကိုသွားစားပြီးတော့မရှိတော့ဘူးလို့လောက်တာလောက်တာလားဒီကနေ a 6 0နောက်တစ်ခု x -1 0ဒီလိုလောက်တာလား ီမှာ x ပါတာလေဒီမှာဒီဒီ x ကို x တန်ဖို့ဒီမှာနှစ်ခုနှစ်ခုဆိုရင်ဒီလိုဒီလိုတွက်တာလားဒီလိုရှင်းတာလားသွားဆလိုက်ရင်တမီ x တန်ဖို့တစ်ခုတည်းပေါ့ x is equal to 1တစ်ခုပဲထွက်မှာပေါ့ roots ကဒီမှာနှစ်ခုလေဒါအဲဒါပြောက်သွားမှာပေါ့ဒါပြောက်အခုဒါကြီးသမီးခုဒီမှာသွားဆလိုက်တဲ့သဘောတရားဒါပြောက်သွားသလိုမဟုတ်လောက်ထားတာဖြစ်မနေဘူးလား e power 2 hd ဖြောက်ပလိုက်တာ ਨੇ မတူဘူးလားလို့မေးတာ อืมเนาะอ่ะဘယ်လိုဖြစ်ရမလဲအဲ့တော့ critical point เนาะတမှတ်ရှိသေးတယ်လို့မထင်ဘူးလားလို့မေးချင်တာอีပါวา 2a equal to 0ရယ် 2a 1 equal to 0ရယ် a is equal to negative 1 over 2တွက်တွက်ပြီးသွားပြီ e power 2h အတွက်ကို h တန်ဖို့ဘယ်လောက်လဲမရှာဘူးလားဒီဘက်ချက် base e ရဟိုဘက်ကိုရောက်သွားရင်ဘာဖြစ်သွားလဲ ဘလို့ရေးမလားအလိုကြီးလို့ရေးမလားအလန်လို့ရေးမလားအလန်0ကဘလောက်လဲ0ဟုတ်တယ်သမီးအလန်ရေးမှာဆိုလို့သမီးဆိုပြောလို့အလန်ရေးလိုက်တာလေအဲဒါမှ0ရှိတော့အလန်0ပေါ့ဒီ 2x ကအောက်ကိုပြုတ်ကြသွားပြီလေဒီ e ကဘယ်ကိုပြုတ်သွားလဲဆိုဟိုဘက်ကိုအလန်နေနဲ့ဝင်သွားတာလေ တော့ LN0 equal to ဘယ်လောက်လဲလို့နှိပ်ကြည့်လေကာကူလေတာမှတ်မင်းမရအောင်မချိဘူးရှာလို့မရအောင်ဟုတ်တယ်เนาะ0တက်မို့ရှာလို့မရအောင်ရှာလို့မရအောင်ရှာလို့မရတော့ x ကထွက်မလာတော့ဘူးလေအဲ့အတွက်အဲ့အတွက်သူ့ကိုသူ့အတွက်ကိုမစင်စားတော့တာပေါ့နော် ဒီတဒီအကောင့်အတွက်ကိုမစင်စားတော့တာတကယ်တမ်းတော့သူ့တန်ဖိုးအတွက်ကရှိတယ်ဒါပေမဲ့သူဒီမှာထွက်လာတဲ့အဖြစ်မှာ8တန်ဖိုးဒီ LN0 ဖြစ်သွားတဲ့တကြောင်မလို့ရှာလို့မရတော့လို့နော်ဟိုရေးမယ်ဆိုရင်အဲ့ဒါလေးကိုပါကိုကဖြည်းဖြည်းစုံစုံဖြစ်အောင်ရေးကျင်နေဆိုရင်ဘယ်လိုရေးမှလဲဆိုတော့ဆန္ဒကပြောသလိုဒီနေရာမှာ critical point အတွက် f double prime of x ကို0နဲ့ပေးညီလိုက်တဲ့အခါမှာကိုမှာအခြေအနေဒီဒီလိုနှစ်ခုရတယ်အဲရတဲ့နှစ်ခုကို ခွဲထုတ်လိုက်တယ်တခုကပါလဲ e power 2x 2x တခုကဘာလဲ 2x 1အဲ့တော့ဒီကောင်းအတွက်က 2x is equal to ဒီဘက်က exponential ဒီဟိုဘက်မှာ ln 0ဖြစ်သွားတယ်ဒါက under fine ဖြစ်သွားလို့ဆရာမတို့ဒီဒီကနေ x တန်ဖိုးဒီရှာလို့မရတော့အဲကြောင့်နောက်တစ်ခုဖြစ်တဲ့ 2x 1အတွက်ပဲရှာလို့ရတဲ့ဒီကြောင့် 2x 1ကိုပဲဆက်ရှင်းသွားတာเนาะအဲဒီအချက်ဒီအချက်ကလေးက ဟိုပုံမှန်တိုင်းဆိုရင်ရှာလို့ရရင်ရှာမှာဆိုတာပြောတာလေနော်ရှာလို့ရရင်ဒါရှာဖို့ရှာခဲ့ပြီးတော့အမှတ်ကနှစ်မှတ်ဖြစ်သွားမှာဆိုတဲ့ပုံစံဖြစ်သွားမှာပေါ့နော်အဲ့ခါကျရင်နော် critical point အမှတ်နှစ်မှတ်ဖြစ်သွားပြီးတော့အဲ့ကျရင် limit ကလည်းချိန်သွားနိုင်တယ်ဒီ range တန်ဖို့ limit တွေလည်းပြောင်းလဲသွားနိုင်တယ်နှစ်မှတ်ဖြစ်သွားရင်ဘယ်ဘယ်အမှတ်က maximum လဲဘယ်အမှတ်က minimum လဲအဲ့တော့ဘယ်နဲ့ဘယ်နဲ့ဈာမှာဖြစ်မှာလဲဈာထဲမှာဖြစ်မှာလားဒါမှမဟုတ်ရင် အဲသူ့ထက်ကြီးတယ်သူ့အောက်တော့ငဲမဲ့အပိုင်းလားအဲဘယ်လိုဖြစ်မလဲเนาะကြားလာတဲ့အခြေအနေပေါ်မူတည်ပြီးတော့အဖြေကိုဆက်ပြီးတော့ရေးမှာနှမနှမစလုံးကမက်ဆီမန်ဖြစ်နေတယ်ဆိုရင် race ဒီအဲ့ဒီတန်ဖိုးတွေနောက်ဆုံးပိတ်ကြီးတယ်ဆိုတော့တန်ဖိုးထက်ကြီးရမယ်အ ਨੇ ဆုံးပါဖြစ်ရမယ်အဲဒီလိုပြန်ပြီးတော့ကိုယ့်ရဲ့အဖြေကိုထုတ်ပေးရမှာပေါ့เนาะဟုတ်อืมကဲဟုတ်ပြီဒါဆိုရင်ဒါရသွားပြီရသွားပြီဆိုရင်ဟိုဟာတွေ့ရအောင် နောက်တစ်ပုတ်တွေ့ရအောင်ဒါ exam ဘယ်လောက်ကနေဆက်ပွားသွားတဲ့ပုံစံလဲဆိုတော့ exam 15နော် exam 15အဲ့တော့ exam 16ကိုဆက်သွားမယ်